คาไรเนี่ยเนี่ยยังว่าผมตึงรอบ ဒီလာမယ့်2026 TikTok ဈေးကွက်မှာဈေးကွက်ချနေရတဲ့လုပ်ငန်းရှင်တွေဒီတစ်ချက်ကိုအထူးတော့တတိထားပေးရအောင်2026မှာခါတိုင်းနှစ်နဲ့လုံးဝကိုမတူတော့ဘူးခါတိုင်းနှစ်ကကီတီတို့ content ကိုပဲဦးစားပေးပြီးတော့တင်ဆက်သွားနေကြတယ်ဒါမဲ့နောက်ပိုင်းမှာ content ကိုဦးစားပေးလေကိုရအကောက်ကကြီးလာလေ follower တွေများလာလေ follower တွေများလာတဲ့အခါမှာကြုံတွေ့ရတဲ့အရာတခုကဈေးရောင်းတဲ့အကောက်တွေတော်တော်များများအကောက်တွေပြတ်လာတယ်အကောက်တွေပြတ်တဲ့ခဏနေကြရင် personal account ပြန်ခဏနေကြရင် business အကောက်ပြောင်းနောက်ဆုံးတချို့ဆိုရင်ဂျပန်ရီဂျင်းအထိကိုပြောင်းပြီးလုပ်နေကြနောက်ဆုံးတော့လည်းအကောက်ပြက်ပြက်ပြက်ပနာဆိုတာဖြစ်ပေါ်နေတာပြီးတော့ TikTok ကလည်းမြန်မာအတွက်စီးရင်စီကန်းကျက်တီတာဆိုတာမရှိနေဘူးရောင်းကြီးတွေလည်းမရှိနေဘူး live တွေလည်းဒါရိုက်လုံးလုံးမရနေတဲ့အတွက် teacher တို့က organic နဲ့ပဲ personal brand တည်ဆောက်သွားပြီးတော့ပွဲ white လေးနဲ့ကိုရောင်းနေရတယ်ဒါပေမဲ့ဒီလာမယ့်2026မှာပွဲ white ပုံစံလေးနဲ့ဆက်သွားမယ်ဆိုရင်အ တောက်ပြတ်တဲ့ပြဿနာတော်တော်များများကြုံတွေ့လာရတော့မှာ personal brand ပိုင်းတွေ content ပိုင်းတွေ marketing ပိုင်းတွေတီချာလုပ်ပြီးတော့နောက်ဆုံးအကောက်တွေကြီးလာတဲ့အခါမှာအဲ့လိုမျိုးမဖြစ်သွားဖို့အခု channel နဲ့ TikTok Thailand နဲ့ပူးပေါင်းထားပြီးတော့မြန်မာနိုင်ငံအတွက်မြန်မာဈေးကွက်တီတာအတွက် စီမင်းစည်းကမ်းချက်တွေဖြစ်ပေါ်လာအောင်အော်ရီတမ်အလောက်လောက်နီးတွေဘူးစလောက်နီးတွေပို့ပြီးထိရောက်မှုရှိလာအောင်ပြီးတော့အယောင်းတွေပို့ပြီးကျဲပြလာအောင် တွယ်ဝိုက်လေးနဲ့မွန်းကျက်စွာရောင်းနေစရာမလိုပဲကျဲပြလာအောင်ဘလို့လုံလို့ရတာလဲဆိုပြီးဒီလာမဲ့ဆနလပိုင်း10ရက်နှစ်အတွက်အထူးတင်ကောင်းရှိတယ်ထိုင်းနိုင်ငံမှာရှိတဲ့ TikTok Thailand Manager နဲ့အတူ ဒိုင်းရိုက်ကိုတင်ယူခွေရမယ်ဒီဆမနာမှာဘယ်သူတွေပါလဲဆိုရင် Thailand TikTok Team ရဲ့ manager ပါမယ်ပြီးတော့ Crowsa ပါမယ်ပြီးတော့ DKKT ပါမယ် ဒါပေမဲ့ဒီဆမ္မနာတက်လို့ရတဲ့သူတွေတက်လို့ရတဲ့လုပ်ငန်းရှင်က follower တော့9000အထက်တော့ရှိရမယ်။အစကတည်းက TikTok Thailand ပြောလာတယ် follower တသိန်းရှိမှဝင်လို့ရမှာเนาะ။ကျေကတော့ okay 9000နဲ့တောင်းဆိုထားတယ် follower 9000ရှိရင်လုပ်ငန်းရှင်တယောက်အနေနဲ့ creator အစ်စ်တယောက်အနေနဲ့ဒီဆမ္မနာကိုဝင်တက်လို့ရပြီ။သင်တန်းကြီးကတော့အထူးကြီးနဲ့ကိုစီစဉ်ထားပေးတယ်။မြန်မာကို၈သိန်းကျပ်ကနေအယောက်30အတွင်းအမိအနိုင်တဲ့သူကခုနသိန်းကျပ်ရမယ်။ Thailand ဆိုရင် ဘတ်6900ကနေ9900နဲ့ရတဲ့အပြင်အယောက်30အတွင်းမှာမှီတဲ့သူတွေကဒီလာမဲ့နှစ်သစ်တလပိုင်းမှာ TikTok နဲ့ပတ်သက်တဲ့ update တွေ Zoom နဲ့နောက်တစ်ကြိမ် follow up နဲ့ထပ်ပြီးလောက်ထားပေးပါမယ်။ Thai TikTok ရုံးမှာ Thai TikTok team ရဲ့ manager ကြီးနဲ့အတူ သင်ယူချင်တဲ့သူတွေဒါအထူးအခွင့်ရေးကြီးပဲဖြစ်ပါတယ်ထိုင်းနိုင်ငံမှာလေဒီလိုမျိုးရုံသွားဖို့ TikTok team နဲ့သင်ယူဖို့ကတလတလ boost ကြီး9000အထက်ကုန်ခံနိုင်ထားတဲ့လုပ်ငန်းရှင်မှဒီလိုမျိုး office မှာသင်ယူခွင့်ရမှာဒါကိုယ်နိုင်ငံအတွက်ပထမဦးဆုံးအယောက်90ကိုသူတို့လောက်ပေးတာပြီးတော့ဒီအယောက်90အတွင်းမှာမြန်မာနိုင်ငံမှာမရဘူးတဲ့အရာမရှိသေးတဲ့အရာကိုဒီအယောက်90အတွက်ကိုသူတို့အထူးအခွင့်ရေးပေးမယ်ဘာတွေရမှာလဲဆိုရင်ဂျယ်ရိုစန္ဒလာပိုင်းမှာအတူ ူတူတင်ယူကြပြီးတော့အတူတူစောင့်ကြည့်ကြမယ်ကျေးဇူးတင်ပါတယ်ထိုင်းနိုင်ငံမှာစုံကြမယ်